မခွေးတိုင်းကလက်သိမ်းခံလက်သမားတွေကသူတို့ရဲ့နစ်နာမှုတွေနဲ့ပတ်သက်ပြီးလွှတ်တော်စုံစမ်းရေးကော်မရှင်ကိုတိုင်ကြားမယ်လို့သိရပါတယ်။ဒီအကြောင်းပြေဆုံးကို RFA သတင်းတောက်ကိုစောတူအတင်ပြထားပါတယ်ရှင်။စစ်စိုးရလက်ထက်ကစတိုင်ငန်ကြီးရွာဟာစစ်တကသူတင်ကြားရေးစေယုံနဲ့လေတက်အခြေဆိုင်လေရင်ကွင်းတိဆောက်ရမှာလေယာမီအေက1200ကျော်ကိုတင်းစည်းခံထားရပြီးမြေယာရော်ကြီးပြည့်မီအောင်မရရှိခြင်းနဲ့ လစ်လက်မြေနေရာများကိုတီးစားကပေးပြီးစိုက်ပျိုးနေကြရတာဖြစ်ပါတယ်။ဒီနစ်နာမှုများကိုသက်ဆိုင်ရာအစင်းစင်တင်ပြနိုင်ဖို့အသိစိတ်ကံလယ်သမားများစူပေါင်းလက်မှတ်ရေးထိုးခဲ့ပါတယ်။ဘာနေနေပြောကမှမပါတယ်။ကျွန်တော်တို့ကတောင်းလူလယ်သမားတွေကြီးပဲတီးသန့်ကျွန်တော်တို့ဘာသာကျွန်တော်တို့ခမားတို့ဒီခုတက်လာတဲ့လူတွေတွေကနေပေါ့ဗျာ။ဟုတ်လားဘာပဲပြောပြောအဖွဲ့ကောင်းဆောင်ပေါ့။ဥက္ကဋ္ဌအတွင်းရင်းမှုမဟုတ်ဘူး။အဖွဲ့ကောင်းဆောင်ကဘယ်လိုလုပ်မလဲ။ဟုတ်လား။ ဒီကိစ္စတွေကိုအကျိုးဆောင်မှုအတွက်တစ်ဖက်ဝင်တွေကဘယ်လိုလုပ်မလဲနောက်ကနေပြီးတော့ဟုတ်တယ်မလားဒါလေးတွေတော့ကျွန်တော်တရားဝင်ဖွင့်ထားခြင်းဒီခုကမှာပြည်ထောင်စုလွတ်တော်လေယာမီနဲ့အခြားမြေများစုံစမ်းရေးကော်မရှင်နဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းဆွေးနွေးချက်အရတက်မတော်အေရီးယားနဲ့လွတ်ကင်းသော လေယာမီများအားမူလပိုင်ရှင်များထံပေးအပ်နိုင်ဖို့ရှိပါတယ်အသုံးပြုထားသောလေမီများတွေလည်းထိုက်တန်တဲ့ရောကြီးများရရှိလိုကြောင်းအသိစည်းကံတောင်းလူလယ်သမားများကအခုလို့ နင့်နာနေမှုများကိုပြောကြားခဲ့ပါတယ်လက်မမင်းနောက်ခဲ့ဒီရောက်ကြီးတယ်ဒါလက်မမင်းကသာပါတော့သူဒိတ်ဆုံးထားတော်မှာပဲနော်လက်မမင်းနောက်ကကိုရဝါတပြာကောင်ပြန်ပြီးတယ်ကျွန်တော်တို့သိင်းစဉ်ကာလတုန်းကကျွန်တော်ရေပရမနေနေမိတ်ကျွန်တော်ဒီမှာနှစ်၅နှစ်လောက်၆နှစ်လောက်ရှိပြီပေါ့ကျွန်တော်ရောက်တာ၆နှစ်လောက်ရှိတဲ့အတွင်းမှာကျွန်တော်ရေပေါ်ဒီခြိတက်လာပြီးတော့ကျွန်တော်ပဲစင်းကုန်ကြားတယ်ပေါ့ အဲ့ဒီကနေပြီးတော့အနောက်ကိုဆင့်ပြီးတော့ကျွန်တော်ဥက္ကရာတွေမူတွေဝင်လာပြီးတော့ဒီအကြောင်းယာမီသိမ့်မှုအကြောင်းပေါ့နော်ဆင်းုံနဲ့ယာမီရတော့တော်တော်ဟတ်ဆက်လွန်းတယ်နော်အကွာဝေးတော်တော်ဝေးလွန်းတယ်ပေါ့ကျွန်တော်တို့ဘာဖြစ်လို့ဆိုတော့သိရင်ကာလတော့ရောကြီးသိပ်ပြီးတော့မရပါဘူးဒေကမှကျွန်တော်တို့တပေါင်းခွဲပဲရတာပါအဲ့တော့သူတို့ပြောစဉ်ကာလအဆောက်အဦးမကြကလေးခင်မှာ ျွန်တော်ရာမီလုတ်ပိုင်ခွင်ဆိုပြီးတော့ကျွန်တော်ပြေးပါတယ်သူညာလည်းပဲဦးသားဦးလက်ထက်မှာကျွန်တော်တို့တေကဟူသုံးဆောင်တောင်းပါတယ်ဦးသားဦးလက်ထက်ကသုံးဆောင်တောင်းပါတယ်အဲ့ဒီသုံးဆောင်ကကျွန်တော်6ညတိပေးရပါတယ်အဲကျွန်တော်ဆိုလို့ရှိရင်ဆေးကရှိပါတယ်ကျွန်တော်ရာမီကအဲ့ဒါ9ညလောက်ပြေးခဲ့ရပါတယ်ဒီနောက်ပိုင်းမနစ်သာစပြီးကျွန်တော်မပြေးရပါဘူးမတောင်းလည်းမတောင်းပါဘူး အဲ့ဒါကျွန်တော်တို့လူကြီးတွေကတော့ဒီယာမီသိမ့်ထားသည့်လွဲဆိုပြီးတော့ကျွန်တော်တို့မှတ်ပုံတင်တင်ခွင့်မပေးပါဘူးတော်တော့ကတော့အဆောက်အဦမြေမြေနဲ့လွတ်တဲ့နေရာတွေကိုကျွန်တော်ပြန်လိုချင်ပါတယ်ဒီယာမီတွေကိုကျွန်တော်ဘိုးစင်ဘွားကျွန်တော်ဝဲထားတယ်မဟုတ်ဘူးကျွန်တော်တို့မိဘရိုးရမိဘအမွေနှစ်ပေးထားတဲ့ယာမီတွေပါကျွန်တော်တို့ကျွန်တော်တို့တဝက်ခုအဆောက်အဦလွတ်တဲ့နေရာတွေကျွန်တော်ပြန်လိုချင်ပါတယ်ဒီယာမီတွေကို Yeah. ။ရာဧက9ဧကခွဲသိန်းခံရပါလေ။9ဧကခွဲသိန်းခံရတဲ့နေရာမှာကျွန်တော်တို့တဧကကို1000ခွဲနှုန်းမရပါလေရှင်။1000ခွဲနှုန်းနဲ့ရောရခဲ့ပါလေ။ကျွန်တော်တို့ကစေတက္ကသိုလ်မှာ9ဧကခွဲသိန်းခံရတယ်။အခုကျွန်မအခုလက်ရှိရက်နေတဲ့မြေကွက်ကကျွန်မရာမြေဖြစ်ပါလေ။လေတက်ဌာနချုပ်ကနေပြီးရောကျွန်မတို့လေရင်ခွင့်တိစောက်ဖို့အတွက်ကျွန်မတို့ဧလေဧကပေါင်း30လောက်သိန်းခံပါလေရှင်။အန်တော်အတွက်လိုရှိလို့မလို့သိန်းထားတဲ့ လုံးဝဖျက်ရှားပေးလို့မရဘူးဆိုလို့ရှိရင်ကာလပေါက်စည်းနဲ့ညီမမကွာဟားတဲ့ညီမချက်နဲ့ရောချင်းငွေကိုကျမတို့လိုချင်ပါတယ်ဒါမှမဟုတ်ရင်ကျမတို့မြေကြီးကိုလိုချင်ပါတယ်ကျမတို့ကဖြစ်နိုင်ရင်ကျမတို့မြေကြီးကိုကျမတို့လိုချင်ပါတယ်နိုင်ငံတော်ပေးရတဲ့အစိုးရပေးမဲ့သိမ့်ဘလောက်ပဲဖြစ်နေနေငွေကြီးဟာအခုသုံးသုံးပြင်ကုန်မှာပါကျမတို့မြေကြီးဟာကျမတို့အသက်ရှင်လည်းရှိနေသေးတယ်ဆိုကျမတို့လောက်ကင်စားနေရင်မြေနဲ့လောက်ကင်စားလို့ရတဲ့မြေကြီးပါလူသားမွေးဖွားလာမယ်မြေကြီးကနောက်ထပ်မွေးဖွားမလာတော့ပါဘူး ာတိကြီးရွာကိုရဟန်းတကာရဲ့ကထိန်ကျူတော်မှာခိတ္တပြန်ကြွလာတဲ့မကွေးစီရတော်ဗဒ္ဒနာပါမောက္ခအနေနဲ့လေယာမြေအသိစီကံတောင်းသူလယ်သမားများကအကြောက်တရားကင်းကင်းနဲ့မိမိတို့ဆုံးရှုံးနစ်နာနေမှုများအားတာဝန်ရှိသူများသဘောပေါက်နားလည်လာအောင်ညှိနှိုင်းဆောင်ရွက်ကြဖို့နဲ့အုတ်ချွေအာနာရှိလူကြီးမင်းများမှလည်းတောင်းသူလယ်သမားများကိုနီလန်းတကြဆောင်ရွက်ပေးတင်ကြောင်းမိန်ကြားခဲ့ပါတယ်ခင်ဗျာဖြစ်တော်ရတဲ့ပေါ်ပေါက်လာတဲ့ ပေါ်ပေါက်လာတဲ့အခါမျိုးမှာအလျာမြင်တဲ့အခြားမြင်များဘိဗီယာ၌ပုံသဖြစ်ဖြစ်ပေါ်မတီဖူတာလဲပေါ်လာတယ်ဒီမခွေးတိုင်းမှာဖွေရင်တော့ဥမြင့်သိန်းတို့ကဥဖီတယ်သူတို့နားလေသဘောပေါက်အောင်တင်ပြရမယ်ဒါတွေကိုကြောက်နေမယ်ဖွလို့ရှိလို့ရှိရင်တော့မိမိတို့ဟာဘလို့မှသိမ့်ခံထားရတဲ့လင်းကြီးတွေကပြန်လဲပြီးတော့ရရှိထားမှာမဟုတ်ပါဘူးမိမိတို့ဒေသမှာဟောတနင်္ဂနွေလုံးမှာဟော အာနာရှင်လက်အောင်မှာနေခဲ့ရတာဟာနှစ်ပေါင်း90လောက်နေခဲ့ရတော့အဲ့ဒီတရားတွေကိုအခွင့်အရေးတွေပြည်သူတွေဒါတွေကမွေးရပါလို့အခွင့်အရေးတွေပဲဆိုပြီးတော့သူတို့နားလည်လာတဲ့အချိန်မှာမိမိရဲ့အခွင့်အရေးကိုကာကွယ်ပိုင်ခွင့်ဖောင်းရှောက်ပိုင်ခွင့်တာဖီပိုင်ခွင့်တွေကိုသူတို့နားလည်ဝေါ်ပေါက်ပြီးတော့တဖက်ရည်နေနဲ့ညီနိုင်လုပ်မယ်ဆိုရင်တော့သူတို့လေယာဉ်ကြီးတွေကပြန်လည်ပြီးတော့ရရှိမယ်လို့ဘုန်းကြီးအနေနဲ့ထင်ပါတယ် ဖိုလ်လိုတာကဘုန်းကြီးပြောလိုတာကလက်ပင်ကြအသွမ်းပြူနေတာမျိုးလည်းမဟုတ်ပဲနဲ့ဒီလိုလဲတွေကိုတော့ကာလတန်ခြင်းနဲ့ကိုက်မိအောင်သက်ဖန်ရာအဲသက်ဖန်ရာအာနာဘိုင်အဖွဲ့အစည်းများမှလေယာပုံပန်းရေးကော်မတီများမှအဲမကွေးမြို့နယ်မှာဖြစ်ဖြစ်မြန်မာနိုင်ငံလုံးမှာဖြစ်ဖြစ်အများဘုံကာလတန်ခြင်းနဲ့ကိုက်မိတဲ့ တန်ဖိုးတွေပြန်လည်ပြီးတော့ဘုန်းကြီးအနေနဲ့ပေးပေးခြင်းနဲ့ဖန်တာရှိပါလေဒီမိုကရေစီနီလန်းကြကြပါတော့